အားလုံးပဲမင်္ဂလာပါ Digital Fusion ကိုမြန်ကျေးဇူးပါတယ်ကျွန်တော်အခုပြပြအောင်မှာတော့ client ရှိတဲ့နေရာမှာ user အများစုဖြည့်ဖြည့်လာရှိတဲ့ error လေးအကြောင်းကိုဘယ်လိုဖြေရှင်းမလဲဆိုတော့ပြပြပေးတာဖြစ်ပါတယ်ဒီလိုမျိုး mobile phone နဲ့ဒီ main server နဲ့ကိုချိန်ဆက်လိုက်တဲ့အခါမှာ server နဲ့ချိန်ဆက်မရပါဒီလိုမျိုး error ပေါ်လာပြီဆိုရင်ကျွန်တော်ဘယ်လိုဖြေရှင်းမလဲဆိုတော့ကျွန်တော်အချက် live ပြပြအောင်ဖြစ်ပါတယ် ဖမချိုင်နေပြီကျွန်တော် IP address ကိုဒီချက်ချာရိုက်ထည့်ပေးပါမှန်ကန်အထည့်ပေးပါပြီးတော့ဒီက IP address ကိုအာဆစ်ချင်ရင်နောက်တစ်နည်းနဲ့ဒီလိုဆက်လို့ရပါတယ် window နဲ့ r key ကိုတွဲထည့်လိုက်ပါပြီး cmd ရိုက်ပြီးတော့အနာမှတ်ရပါပြီးတော့ဒီလိုပို့လိုက်ဆိုရင်တော့ ip con fing လို့ရပြီးတော့အနာခေါ်လိုက်ပါအဲဒီဝင်ပို့လိုက်ဆိုရင်တော့ကျွန်တော်ဒီမှာ IP address ပါဒီ IP address နဲ့ဒီ IP address 2ပါတယ် ဒီမျိုးဆက်လို့ရပါတယ် IP address ကိုကျွန်တော်နောက်တစ်နည်းအနေနဲ့ကတော့အာကျွန်တော်တွေကဒီ active ဖြစ်မဖြစ်ကိုကြည့်ပါဒီမှာ active ဖြစ်မှရမှာဖြစ်ပါတယ် active မဖြစ်ဘူးဆိုတော့ကျွန်တော်ဒီမှာ refresh ကိုနှိပ်ပြီးတော့လုပ်လို့ရပါတယ်ပြီးတော့နောက်တစ်ချက်တစ်ချက်အနေနဲ့ဖြစ်ကျွန်တော်ကဒီမှာ anime firewall group ကိုတစ်ချက်နှိပ်ပြလိုက်ပါအဲဆို disable ဖြစ်ပါမယ် firewall ကိုပယ်ရမှာဖြစ်ပါတယ်အဲနောက်ထပ်ဒီဒီမျိုးပိတ်လို့မှအဆင်ပြေသေးဘူးမြင်အောင်ဆိုတော့နောက်ထပ် ပေးလို့ရအများတို့ရှိပါတယ်အဲ့ဒါကတော့ပြောလို့ဒီမှာ search bar မှာ r e w a အဲ့ဒါပေါ့ firewall ရေးခဲ့လိုက်ပါ e မှာပါပြီးရင်ဒီမှာ firewall တွားရဲ့ပိတ်ပြအောင်ဖြစ်ပါတယ်ဒီလိုလေးပိတ်လို့ရပါတယ်ပိတ်ထားလိုက်ရင်တော့အကောင်တော့ပါအဆင်ပြေဆုံးပါပြီးရင် ကျွန်တော်ဒီအဲအဲ့အဆင့်အမှာကျွန်တော်ကချိဆလို့မရသေးဘူးမရသေးဘူးအဲအဆင့်မပြည့်သေးဘူးဆိုတော့ကျွန်တော်ဒီမှာဒီ mobile device လေးဆယ်မှာဒီမျိုးကိုပမာချိတာဟာအကုန်ကို we just လုပ်လို့ရပါတယ်အဲဒါဆိုရင် yes ကိုနေပါဒီမှာ we just လုပ်လို့ရပါတယ်ဒီ minute လေးဖြည့်ရှင်းရပါတယ်ပြီးတော့အကယ်လို့အဲမရသေးဘူးကျွန်တော်ဒီအဆင့်မပြည့်သေးဘူးလုပ်လို့မရသေးဘူးဆိုရင်တော့ဟိုကအချက်တွေတိုင်းလဲ လုပ်ကြည့်ပြီးပြီဒါတော့မှဒီဘက် error မျိုးပေါ်နေတယ်။မြန်လေးဆိုတော့ကျွန်တော်ဒီ slot server channel ပါပြင်ပြန်ပြီးတော့ server ပြန်လာလိမ့်ပါအဲဒီနည်းနဲ့လေအာစမ်းတက်ပြီးတော့လုပ်လို့ရပါတယ်။ Hello အာကျေတော့ဒါအောင်မှချိန်ဆက်တာမြန်သေးဘူးဒီလိုပဲထပ်ပေါ်နေဆိုတော့ကျွန်တော်တွေကဒီ fusion name ကိုထောက်ပြီးတော့ ဒီ f info မှာဒီ storage ထဲမှာ clear data ဆိုတာကိုနှိပ်ပြီးရောကျွန်တော်တို့ရာဒီထုတ်လို့ရပါတယ်အဲ့ဒီနယ်လေးရှင်းထုတ်ရပါတယ်ဒီထဲမှာပြထားတဲ့အချက်တွေတွေကတခုမဟုတ်တခုမှကျွန်တော်တို့ရာသွားပြီးတော့အဆင်ပြေသွားနိုင်ပါတယ် လိုတဲ့ဆန်းလို့လို့ရပါတယ်အဲ့လိုမျိုးဆိုတော့မှာဝလုံးမြတ်သေးဆိုတော့မှာကျွန်တော်တို့တွေဟာဒီလိုမျိုးဆောင်းကိုခဏရှင်းထုတ်ပြီးတော့ပြန်ဝင်ကြည့်လိုက်ပါဆိုတော့ရပါပါပြီအဲ့လိုမျိုးလေးလို့လို့ရပါတယ် ဒီအချက်တဲ့အားလုံးကတစ်ခုမဟုတ်တစ်ခုနဲ့အဆင်ပြေပါနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးကိုပါဆက်နေပါစေ